ရီယဲတင်ဟာ FIFA ကလပ်ကမ္ဘာဖလားအုပ်စုအဖွဲ့အစည်းမှာအေအီလေတင်တဲ့တကူးစီတေးချခဲ့ပြီးနောက်နီးပြစာပြေလွန်ဆိုတာစိတ်ရှည်ဖို့တောင်းဆိုခဲ့ပြီးသူလုံးချင်တဲ့အပြောင်းလဲတွေကိုအကောင့်တဲဖို့အချိန်ယူရမယ်လို့ပြောခဲ့ပါတယ်။စာပြေလွန်ဆိုတာကျွန်တော်တို့ကဒီဘက်မှာပထမပိုင်းနဲ့ဒုတိယပိုင်းမှာပို့ပြီးကောင်းခဲ့ပါတယ်။ကျွန်တော်တို့ကအပြုသဘောဆောင်တဲ့အရာတွေကိုယူပြီးတိုးတက်ဖို့ကြိုးစားရပါမယ်။အချိန်ယူရမယ်ဆိုတာကျွန်တော်သိပါတယ်။အရာအလုံးကအချိန်ယူရပြီးကျွန်တော်တို့ကလေ့ကျင့်မှုပြုလုပ်တာကိုယ့်ရဲ့ပဲရှိသေးတယ်လို့အစားအမအချို့ဆိုရင်လေ့ကျင့်ငယ်အစီအစဉ်၃ခုပဲရှိပါသေးတယ်။ကျွန်တော်တို့အနေနဲ့လုံးချင်တဲ့အပြောင်းလဲအတွက်အချိန်ယူရမယ်လို့ပြောခဲ့တာပါ။ရီယဲတင်ဟာဒီဘက်မှာဂါစီယာရဲ့အသွင်ဝင်တဲ့ဦးဆောင်နိုင်ခဲ့ပေမဲ့ရူဘင်နာဗက်စ်ကအေအီ န်အတွင်းနဲ့ပန်နရီကလည်းခြေပါကိုပြန်သွင်းနိုင်ခဲ့ပါတယ်။ဗီယက်တင်ကဒီဘက်စီကမိနစ်60ပြည့်ပြီးနာကျင်အချိန်ပေါ်မှာအနိုင်ကိုရနိုင်မဲ့အခွင့်အရေးရခဲ့ပေမဲ့ဗေဘာဒီရဲ့ပန်နရီကန်သွင်းမှုကိုအေးလေသိန်းကိုသမားကာကွယ်နိုင်ခဲ့တာပါ။အဲဒါကြောင့်ရီယက်တင်ကအခွင့်ပွဲစဉ်မှာတရင်နဲ့အဆုံးသတ်ခဲ့ရတာဖြစ်ပါတယ်။ရီယက်တင်နီးပြတဲ့စာပြီးလုံဆိုတာဒီဘက်မှာကစားသမားတက်တွေဖြစ်တဲ့နောက်ခံလူအာနိုနဲ့ဟိုင်ဆန်တို့ကိုပွဲတဲ့လူစင်းမှာအသုံးပြုခဲ့တာပါ။ပြီးခဲ့တဲ့ရာသီကမှအဆလော့ဒီရဲ့နေရာအစားတို့တောင်းဝင်ခဲ့တဲ့စာပြီးလုံဆိုတာရီယက်တင်ကိုဂျွန်6ရက်ကမှပထမဆုံး၄ချိန်ငယ်အစီအစဉ်ကိုစတင်ခဲ့ရတာဖြစ်ပါတယ်။အဲဒါကြောင့်စာပြီးလုံဆိုတာသူလှုပ်ချင်တဲ့အပြောင်းအလဲတွေအတွက်အချိန်ရမယ်လို့ပြောခဲ့တာပါ။အေးလေတဲ့နဲ့ပွဲစဉ်မှာ ရီယသင်းတိုက်စစ်မှုပတ်ပြီးအားဖြားနာမှုကြောင့်ပါဝင်နိုင်ခဲ့ခြင်းမရှိပါဘူး။ရီယသင်းဤပြစာပေလုံဆိုကပါချူကာအသင်းရဲ့အုပ်စုဒုတိယမြောက်ပွဲစဉ်မှာဘယ်ဘီပါဝင်နိုင်ွယ်ရှိမရှိစောင့်ကြည့်ရအောင်မယ်လို့ပြောခဲ့ပါဗျာ။